မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာပြည်တွင်းစစ်ပြိပခတွေကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီးပြည်သူတန်းပေါင်းများစွာနိုင်ငံရေးရှားမှာပြောင်းရွှေ့လှလုံနေကြပါတယ်အခုအစိုးရပြောင်းလဲနေတဲ့အတူသူတို့ရဲ့အင်ပြန်မှုမျှော်လင့်ချက်တွေဘလောက်ထိနှီးဆက်လာပြီလဲတကယ်ပဲမြန်မာပြည်မှာလောက်ကိုင်းအခွင့်အလမ်းတွေပွင့်လင်းလာပြီလားသူတို့မိသားစုတွေပြန်လည်ပေါင်းစည်းဖို့အချိန်တကယ်ပဲနှီးကပ်လာပြီလားဒီဘက်ဒီပီဒီဘက်မှာဆွေးနွေးကြမှာပါကျွန်တော်ကနေသွင်းခြင်းပါ င်္ဂလာပါခင်ဗျာဒီ debate အစီအစဉ်ကနေကြိုးဆိုပါရစေကျွန်တော်ဒီနေ့မဲ့ဆွေးနွေးမဲ့အကြောင်းအရာကတော့မြန်မာပြည်ကနေနိုင်ငံရခြားကိုထွက် ပြီးတော့မှအလုပ်လုပ်နေကြတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေအိမ်ပြန်ကြဖို့အချိန်ဘယ်လောက်ထိနှီးပြီလဲဘာတွေအခက်အခဲတွေရှိနေသလဲဆွေးနွေးကြမှာဖြစ်ပါတယ်ဒီဆွေးနွေးပွဲအတွက်ကျွန်တော်တို့အဓိကပင်နိုင်ဆွေးနွေးမဲ့ပုဂ္ဂိုလ်၄ယောက်နဲ့အရေးဆုံးမိတ်ဆက်ပေးပါမယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကဒုတိယညွှန်ကြားမှုချုပ်ဖြစ်တဲ့ဦးအောင်ထေးဝင်းဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ ရွှေပြောင်းအလုတ်သမားအခွင့်အရေးကွန်ရက်ကဦးစိန်ထေးဖြစ်ပါတယ်။နောက်ကျွန်တော်တို့နိုင်ငံရေးလေးလာတုံးသက်သူဦးအောင်သူငင်းဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့မြန်မာနိုင်ငံလုံးဆိုင်ရာအလုတ်သမားသမဂ္ဂများအဖွဲ့ချုပ်ကလက်ထောက်ဌာနမှဦးဟိတ်လက်ဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ဆရာတို့အကုန်လုံးကျွန်တော်တို့တက်ရောက်ပြီးတော့မှဆွေးနွေးပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီပွဲ ညောင်ရီပထမဆုံးပွဲလဲဖြစ်တယ်ဒီလောက်ကြီးအများကြီးတက်ရလာတဲ့အတွက်ကြောင့်ပြည်သက်တွေအကုန်လုံးလဲကျေးဇူးတင်ပါတယ်ဒီအလုသမားကြီးကဝန်ကြီးဌာနကဆရာတို့ပဲအရင်ဆုံးမေးကြည့်ချင်ပါတယ်ကျွန်တော်တို့2010လောက်ကစရင်ကျွန်တော်တို့တိုင်းပြည်တွေမှာအပြောင်းလဲတွေတော်တော်လေးဖြစ်သွားတယ်နိုင်ငံရေးအပြောင်းလဲတွေဖြစ်တယ်စီးပွားရေးအပြောင်းလဲတွေဖြစ်တယ်အခုအလုသမားတွေပြန်ဖို့အတွက်နိုင်ငံမှာအပြောင်းလဲတွေလုံလောက်ရလားအဆင်သင့်ဖြစ်ပြီလားဒါအလုသမားလူမျိုးကြီးကြိုက်နေပြည်သူအများကြီးဝန်ကြီးဌာနအောက်မှာရှိရကျွန်တော်အလုသမားညွှန်ကြားယူဦးစီးဌာနအဓိကကျွန်တော်ကဘာဆောင်ရွက်ပေးလဲဆိုတော့ လုံစမားလေးခေါ်ခြင်းနဲ့လှုပ်ခြင်းနေတယ်အလုတ်လှုပ်ခြင်းနဲ့လုံစမားလေးနှစ်ဦးနှစ်ဖက်ကြားမှာကျွန်တော်ကတွေ့ဆုံပေးတဲ့ဌာနဖြစ်ပါတယ်အခုကျွန်တော်တို့ဆောင်ရွက်နေတာအလုံစမားဥပဒေတွေကျွန်တော်တို့နိုင်ငံမှာလာပြီးတော့ invest လာလုပ်မဲ့လူတွေလာလုပ်နိုင်အောင်ကျွန်တော်တို့လုံစမားဥပဒေရဲ့ကျွန်တော်ကပြုပြောင်းလဲနေပါတိတ်မကြခင်ကပဲကျွန်တော်စက်တင်ဘာလမှာပဲ28 29 30မှာ foreign ကြီးတစ်ခုရဲ့ကျွန်တော်က law reform ကြီးကိုကျွန်တော် American Japan ရဲ့ ILO ရဲ့ DIM EU ရဲ့ဒိမတ်တွေဒီအဖွဲ့အစည်းတွေကျွန်တော်ကဆောင်ရွက်ခဲ့ပါတယ်။ဒါအလုံသမားဥပဒေကိုပြောင်းလာလားဆရာ။ဟုတ်ကဲ့ခင်ဗျအလုံသမားဥပဒေကျွန်တော်ဘာလို့လိုအပ်တယ်ဥပဒေဆိုအလုံသမားအဖွဲ့အစည်းဥပဒေမှာဘာလို့လိုအပ်တယ်အ ਨੇ ဆုံးခကြေးငွေနဲ့ပတ်သက်လာရင်ဘာလို့ပြုတ်ပြင်ပြောင်းလဲပြီးဘူးလုံမလဲဆိုတော့ကျွန်တော်အလုံရှင်အလုံသမားအစိုးရသုံးပလဲကျွန်တော်ဆွေးနွေးတိုင်ပင်ခဲ့။ဟုတ်ကဲ့ဆရာ။ဆရာပြောသွားတဲ့အထက်မှာကျွန်တော်စိတ်ဝင်စားတဲ့တစ်ချက်ကဆရာတို့ကလှုပ်လှုပ်ချင်တဲ့လူတွေနဲ့ဟိုဒီလုပ်ငန်း ရှင်နေတဲ့ကြားထဲမှာပေါင်းကူးပေးတယ်ပေါ့နော်ကျွန်တော်သိကျင်တာကဆရာတို့စီကိုအလုတ်လိုချင်တဲ့လူတွေလာပြီးတော့မှပြောကြမှာပေါ့နော်အလုတ်လိုချင်တယ်ဆိုတဲ့ဟာတယ်တကယ်ရှိနေတဲ့အလုတ်ကင်အခွင့်လန်းတွေဘလောက်ကွာဟမှုရှိလဲဆရာကျွန်တော်တို့ကြီးရနေတော့ဟန်တယ်လုတ်နေကင်တွေနေတဲ့1959ခုနှစ်အလုတ်ခန့်တမ်းမှုကန့်နိုင်ဥပဒေမှာပါပြီးသားပါကျွန်တော်9ဦးနဲ့အထက်အလုတ်ရှင်ကကျွန်တော်တို့လာပြီးတော့ချိတ်ဆက်ရပါတယ်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့စီအလုတ်လာပြီးတော့အလုတ်သမားတွေကိုလာလိုအပ်တယ်ဆိုတာအမသာပေးပို့ရပါခေါ်ရပါတယ် အဲ့ကြကျွန်တော်ကအလုံးမရှိတဲ့လူတွေအလုံးရှာဖွေနေတဲ့လူတွေကျွန်တော်တို့ဒီမှာ section နဲ့ပြေပြီးသားလူတွေကလာပြီးတော့အလုံးစမှာမှတ်ပုံတင်ရပါမှတ်ပုံတင်တဲ့လူကဒါကျွန်တော်အနေနဲ့ဖွင့်လင်းဆုံးပြောရတာများပါလေဒါပေမဲ့အလုတ်ခေါ်တဲ့လူကြကျွန်တော်ကတလတလလုတ်တဲ့ဟာလေသူ့ရဲ့ကာပါတိတ်မကာမိပါဆရာ personal နဲ့ပြောရင်ဘယ်လောက်လောက်လုတ်လူနေတဲ့လူတွေရဲ့20%လောက်ကျွန်တော်30%လောက်ပေးနိုင်ပါ30%ကျွန်တော်30% 40%လောက်ပေးနိုင်ပါသေးပါကြောင့်လဲဆိုတော့ကျွန်တော်က တော်အလုတ်ရှင်အများစုကကျွန်တော်တို့စီမှာလာပြီးတော့ထိတွေ့မှုကအားနည်းပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ထိုင်းကတော့ကျွန်တော်တို့မြန်မာပြည်ကရွှေပြောင်းအလုပ်သမားတွေအများဆုံးရှိတဲ့နိုင်ငံလို့ပြောရမှာပေါ့နော်ပြီးတော့မှမလေးရှားလို့စင်ကာပူလို့လည်းရှိမှာပေါ့အဲ့တော့ထိုင်းနိုင်ငံမှာဒီနှစ်ပိုင်းတွေအတွင်းမှာနိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာတယ်ဖြစ်လာတဲ့အခါကျတော့မြန်မာလူသမားတွေလည်းတချို့ဆိုလို့ရှိရင်ပို့ပြီးတော့မှလောက်ကန်ရတာကြက်တဲလာတယ်စီးပင်းစည်းကမ်းတွေများလာတယ်ဆိုတာမျိုးပြောကြတာရှိတယ်အဲ့တော့ထိုင်းနိုင်ငံလိုနိုင်ငံမျိုးမှာမြန်မာလူသမားတွေဘလောက်အခက်အခဲကြီးကြုံနေရလဲဆရာတို့မြန်မာပြည်ပြန်သွားရင်ပိုကောင်းမလား အာခုနပြောလို့အစိုးရပြောင်းလဲဖြစ်ပြီးတော့အလုပ်သမားတွေပုံပြီးချက်တဲလာတယ်ဆိုတော့အာကတော့တိတ်ပြီးတော့မှန်ကန်မှုမရှိလို့ကျွန်တော်ထင်ပါတယ်မှတ်ပုံတင်တာတို့ကတော့လှုပ်ပေးတာတွေရှိတယ်ဒါအကောင့်ဘက်ကပေါ့လေနောက်ပြီးတော့စီမင်းတွေတင်းကျပ်လာတယ်ဆိုတာဟာမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီရွှေပြောင်းလုပ်သမားတွေပေါ်စီမင်းတင်းကျပ်တယ်ဆိုတာထက်ထိုင်းနိုင်ငံသားတွေကိုပဲပေးလှုပ်ထားတဲ့အလုပ်တွေပေါ်မှာနိုင်ငံသားတွေဝင်လှုပ်ဝင်ရောက်လှုပ်ကင်နေတဲ့အပေါ်ကိုတင်းကျပ်လာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအလုပ်သမားသက်သက်ဆိုလို့ရှိရင်တော့ ီမင်းတင်ကြတာတော့မဟုတ်ဘူးเนาะဒါပေမဲ့ကိုပိုင်ဟိုမှာသွားပြီးတော့အလုပ်သူမှာမှတ်ပုံတင်တဲ့ကိုပိုင်ဈေးရောင်းတာတို့ဘာလို့အဲ့လိုမျိုးလုပ်တဲ့အပေါ်မှာတော့ဒါပေမဲ့ခွင့်ပြုထားတဲ့အလုပ်ဆိုတာကကျွန်တော်တို့ 3D လို့ခေါ်တာပေါ့เนาะဟုတ်ပါတယ်အလုပ်ကျန်းတဲ့အလုပ်ကျန်းတဲ့အိမ်ကနှစ်မျိုးပါပဲကျွန်တော်တို့ဒီဒီနိုင်ငံသားတွေတကယ်ကိုမလုပ်ချင်တဲ့အန်ရရှိတဲ့အလုပ်ဒီကတော့ညဉ့်ဉန်းတဲ့အလုပ်နော်ဒီလိုခွင့်ပြုတာကအခြေခံလုပ်သူမှာပေါ့အခြေခံလုပ်သူမှာအဖြစ်ပဲခွင့်ပြုတာလေအဲ့တော့လုပ်ငန်းရှင်တွေပါလေအဲ့ဒီဟာကိုတော့ဖမ်းတယ်ဖမ်းတဲ့အခါမှာကျွန်တော်တို့ နိုင်ငံသားတွေပဲသူကဖမ်းတာမဟုတ်ပါဥပမာဆိုရှင်တရုတ်နိုင်ငံသားတွေပေါ့လေအဲဟိုသွားပြီးတော့တိုးကုမ္ပဏီတွေဖွင့်ပြီးတော့မှလုပ်နေတာမျိုးအဲ့ဒါမျိုးလည်းသူတို့ဖမ်းပါတယ်ဗျတအားကြီးတင်းကျပ်လာတဲ့ပုံစံမျိုးကတော့ဒါပြောလို့မရပါဘူးအဲ့တော့ပြန်လာဖို့အတွက်ကတော့ကျွန်တော်တို့နိုင်ငံနဲ့ပို့ပြီးတော့သက်ဆိုင်ပါကျွန်တော်တို့နိုင်ငံမှာဒီအလုပ်သမားတွေပြန်လာနိုင်မဲ့အခင်းချင်းဖြစ်နေပြီလားဒါမှမဟုတ်လည်းဖြစ်ပေါ်ဖို့အတွက်အာတည်တည်ချာချာကိုစီမံကိန်းတွေချပြီးတော့ ဗျူဟာတွေချပြီးတော့လုံနေပြီလားအဲ့ဒီပုံမှာတော့ဒါကျွန်တော်တို့ပြန်ပြီးတော့သုံးသက်ဆွေးနွေးကြည့်မှာပဲရပါဟုတ်ကဲ့ကျွန်တော်အဲ့ကိစ္စပြန်ပြီးတော့ဆွေးနွေးပါမယ်ကွန်ပျူတာကိုကျွန်တော်မေးကြည့်ချင်တာကမြန်မာပြည်ကနေပြီးတော့နိုင်ငံခြားရောက်နေတဲ့မြန်မာအလုပ်သမားတွေကြားရပစ္စံတွေပြည်တွင်းကိုပြန်ပို့နေတာရှိတယ်ဒီဖွံ့ဖြိုးရေးရှုထောင့်ကပြောလို့ရှိရင်ဒီပစ္စံပြန်ပို့တဲ့ဟာကဆိုလို့ရှိရင်လည်းပဲတိုင်းပြည်ဖွံ့ဖြိုးရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတာမျိုးရှုထောင့်ကနေပြီးတော့စဉ်းစားတာမျိုးရှိပါတယ်အဲ့တော့ဒီ globalization လို့ပြောကြတဲ့ခေတ် အားလုံးနေရာမလိုတော့ဘူးအလုပ်တွေဘေးကပဲလို့လို့ပက်ဆံဘေးကပဲရတိုက်ပြဖွင့်ပြိုးมาပဲမဟုတ်လားဆိုတော့ဒါကျွန်တော်တို့အကောင့်မြင်လုံးနဲ့ရှုတော့ကပြောရင်ပေါ့လေအဲ့ဒါကျွန်တော်တို့ရှုတော့ကနည်းနည်းပြောပြောကြည့်ပါလားဟုတ်ကဲ့2003ခုနှစ်လောက်ကဒီပေါမောက်ခရှောင်းတန်နယ်ဆိုတာဒီဩစတြေးလျကသူကသုတေသနလုပ်ခုပါတယ်အဲ့တော့ထိုင်းနိုင်ငံထဲမှာရှိတဲ့အလုပ်သမားတွေအိမ်ပြန်ပို့တဲ့ပက်ဆံကိစ္စပေါ့နော်ဆိုတော့လောက်တော့အဲ2003စရင်ရဆိုရင်ဒေါ်လာသန်း300လောက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးရဲ့ GDP ရဲ့900ခန့်ကျော်လောက်ရှိတယ်ဒါကားတဲ့ဒါဖွံ့ဖြိုးရေးရန်ပုံငွေတွေပါတဲ့ ဆိုတော့ဒါကိုစနစ်တကျသုံးတိုက်ရင်ကျွန်တော်တို့အများကြီးအကျိုးရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အိစာရန်နဲ့မှာပဲသူဘာပြောလဲဆိုတော့ပြန်ပို့တဲ့ငွေအများစုကဘယ်မှာသုံးကြလဲပေါ့ဆိုတော့မိသားစုတွေစားလိုက်ကြတယ်ခလေးတွေပညာရေးကျမရေးကိစ္စတွေသုံးတယ်တချို့တွေလည်းမြေဝယ်အိမ်ဝယ်တာတွေတော့ရှိပါတယ်ဆိုတော့ဒါပေမဲ့စနစ်တကျကြီးအသုံးပြတဲ့ပုံစံမျိုးတော့မရှိဘူးပေါ့နော်ဆိုတော့အဲ့တော့ဖြစ်တင်တာကတော့ဒီပြန်ပို့တဲ့ငွေတွေကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်ရှော့ရှော့ရှူရှူပို့နိုင်အောင်ပေါ့နော်ဟွန်တီတယ်မဟုတ်ဘူးဆိုတော့အစိုးရဘက်ကပံ့ပိုးကူညီမှုတွေရှိတဲ့ ဗန်စနစ်တွေစသဖြင့်ပေါ့ဟုတ်ကဲ့ဆိုတော့တစ်ဖက်ကဒီလိုပေါ့เนาะကျွန်တော်အနေနဲ့ကတော့ဒီလုတ်သားပြပတင်ပို့ရေးဆိုတဲ့မူကိုကျွန်တော်မထောက်ခံကြပါဘူးဆိုတော့ဒါပေမဲ့တစ်ဖက်မှာလည်းဒါကဖြစ်နေတဲ့အနေအထားပေါ့เนาะဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဦးဟိတ်လက်ကိုကျွန်တော်မေးကြည့်ချင်တာကခဏကျွန်တော်တို့အခြေအနေတွေဒီစုံလုံးကတော့ကျွန်တော်တို့မှန်းလို့ရသွားပြီပုံမှန်ပြမှာအခြေအနေမရှိသေးဘူးစသဖြင့်ရွှေပြောင်းလုတ်သားတွေကိုယ်တိုင်ကရောရေရှည်နေဖို့ပို့ပြီးတော့များဆရာထက်တန်လေးလားဆိုတော့ဆိုတော့လောလောဆယ်ပြန်ဖို့ပြန်ချင်တယ်ဆိုတာမျိုးစိတ်ထက်ကို ီမှာမဲ့နေလိုက်ဦးမယ်ဆိုတဲ့စိတ်ကလူတွေကပုံများနေမလားမသိဘူးလူသမားတွေထိတွေ့ရတဲ့လူတွေနဲ့ဘယ်လိုများတွေ့ရလဲဟုတ်ကဲ့ကျွန်တော်တို့အခုမြန်မာပြည်မှာအဓိကရွှေ့ပြောင်းသွားလာနေတဲ့လူတွေကလေယာဉ်လုပ်ငန်းကွင်ကနေပြီးတော့အလုပ်သမားအများစုဖြစ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာလေယာဉ်လုပ်ငန်းလေယာဉ်လုပ်ငန်းမှာဒီဖွံ့ဖြိုးတိုးတက်မှုမရှိသလိုမြန်မာပြည်မှာရနေတဲ့လှုပ်အားကားကလည်း3600ဖြစ်တဲ့အတွက်ကြောင့်ဒီတခြားအိန္ဒိယနိုင်ငံတွေနဲ့ရှင်မယ်ဆိုလို့ရှိလို့ရှင်မြန်မာပြည်ပြန်လာဖို့တဲ့တဖက်နိုင်ငံမှာနေဖို့ကိုသူတို့ကပို့ပြီးတော့အခွင့်အလမ်းပို့များနေပါတယ်အဲ့တော့မြန်မာပြည်မှာအခုရှိနေတဲ့ ကဏ္ဍတွေဘလို့ကဏ္ဍတွေကအဓိကဖွံ့ဖြိုးပြီးတော့မှအလုတ်ကင်ခေါ်နေရမျိုးဖြစ်နေတယ်ဆရာကျွန်တော်ကအလုတ်သားအများစုသုံးပြုနိုင်တဲ့ကျွန်တော် CMB လုပ်ငန်းပေါ့ထဲချိုးလုပ်ငန်းထဲချိုးလုပ်ငန်းထဲချိုးစက်ရုံတကူကျွန်တော်ဖွင့်နိုင်ရင်လုတ်သားဥရေက1000 2000 3000ဒါမျိုးကျွန်တော်တို့ခန့်နိုင်တော့ကျွန်တော်တို့အဲ့ဒါကိုအဓိကထားပြီးတော့ဆောင်ရွက်ပေးလဲရှိပါတယ်ထို့အတူပဲကျွန်တော်ကအခု infrastructure တွေကျွန်တော်တို့စပြီးတော့တည်ထောင်နေတော့ကျွန်တော်တို့ဒီဆောင်ရွက်လုပ်ငန်းတွေမှာရောရှိပါတယ်အဲ့ဒီမှာလည်းကျွန်တော်တို့လုပ်ငန်းတွေဒါ ပေါ်ပေါက်နေရတာဒါတွေကကျွန်တော်အဓိကထားပြီးတော့ဆောင်ရွက်နေရတယ်ဟုတ်ကဲ့ကိုအောင်သူကြီးဖြည့်ပြောနေတာရှိလားအစိုးရဘက်ကဒီဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလို့ပြောရင်အလုပ်သမားတွေပြန်လာဖို့အခွင့်အလမ်းပေါ့နော်အဲ့တော့လုပ်နေတဲ့မူဝါဒတွေကဟုတ်ကဲ့ပုံမှန်ဗာမြတ်တုံးသက်ဆရာရှိတယ်ဒီလိုဗျအရင်တုန်းကဒီနိုင်ငံသားကိုထွက်သွားကြတယ်ပေါ့နော်တော့အများစုတော့နေဆက်နဲ့ဤတဲ့ပြည်နယ်တွေမွန်ပြည်နယ်ကရင်ပြည်နယ်များပါတယ်အခုကထွက်သွားတဲ့သူကတဖြည်းဖြည်းနဲ့ဟုတ်ကျွန်တော်တို့မြန်မာပြည်အလဲပိုင်းကပါဖြစ်လာတယ်ပေါ့နော် ဆိုလိုတာတော့ရေဘူးရအဖြစ်တော့တစ်ဖက်နိုင်ငံကဆွဲဆောင်နိုင်တဲ့အင်အားရှိသလိုတစ်ဖက်ကလည်းကိုယ်က pushing factor လို့ခေါ်တဲ့တွန်းထုတ်တဲ့အားလည်းရှိတာပေါ့အထူးသဖြင့်တော့ကျွန်တော်တို့စီမှာစီးပွားရေးမကောင်းဘူးပဋိပက္ခတွေရှိတယ်ဆိုတော့ကြံတဲ့နောက်တစ်ခါရာသီဥတုကပ်ဘေးတွေရှိတယ်ဆိုတော့ဒါတွေကပြဿနာပေါ့နော်ဆိုတော့အဲ့တော့တစ်ဖက်ကကျွန်တော်တို့တွန်းထုတ်နေတဲ့ဒီကိစ္စတွေကိုကျွန်တော်တို့ရှော့ချဖို့လိုပါတယ်တစ်ပိုင်းကလေဟုတ်ကဲ့ဆိုတော့နောက်တစ်ပိုင်းကကျတော့ခုနပြောတဲ့ဒီဘာခေါမလဲ တစ်ဖက်ကဆွဲဆောင်နိုင်တဲ့အားကိုကတော့ကျွန်တော်တို့ပြင်လို့မရပါဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာနေရှင်စပွဲအနေထားမျိုးရှိရင်တော့လုပ်သားတွေပြန်လာကြမယ်ထင်ပါဟုတ်ကဲ့အဲ့တော့နေချင်းစပွဲအနေထားလို့ပြောရင်လူသမားတွေရဲ့နေချင်းစပွဲအနေထားဘယ်မှာပြမှာဘာတွေဖြစ်ရင်နေချင်းစပွဲဖြစ်မယ်အဓိကကတော့လောက်အားကပေါ့ပြန်နောက်ပြီးတော့သူတို့ရဲ့လူမှုကာကွယ်စောက်ရှောက်ရေးเนาะကျွန်တော်တို့ဒီလူမှုဖူလုံရေး ညမြန်မာပြည်နဲ့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်အများကြီးကွာဟမှုတွေရှိနေတယ်အဲ့ဒါဆောက်စိတ်စိတ်နေတဲ့ဖြစ်ပြောလို့ရမှာဘလို့ကိစ္စမျိုးတွေဥမာကျွန်တော်တို့လုံသမားတွေလုခကိစ္စအခြေခံကွာဟချက်ဆိုတာမျိုးဖြစ်နေတာပေါ့နော်တိုးတော်လည်းပဲကိုယ်နိုင်ငံမှာလိုရလို့ရှိရင်တော့တဝက်နဲ့လည်းပြောင်းကျင်တဲ့လူရှိမှာပဲသုံးပုံတပုံလောက်နဲ့ပြောင်းကျင်တဲ့လူတွေရှိကောင်းရှိနေတာပေါ့နော်တန်းတူရမှာပြောင်းမဲ့လူတွေရှိနေတာပေါ့ကျွန်တော်တို့ဘလို့အခြေအနေလောက်ထိမြန်မာပြည်ကအလုံသမားတွေအတွက်သူတို့ရဲ့လိုလားချက်တောင်းတချက်ကဘလောက်ညံ့လဲ ခုနပြောတဲ့လောက်အခါဆိုတဲ့ဟာလည်းဒါဒါအစိပ်ပိုင်းတစ်ပိုင်းလို့ပဲကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ time မှာရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေကျွန်တော်ပြန်ပြီးခွဲခြားပြီးကြည့်မယ်ဆိုလို့ရှိရင်အဓိကအများစုကကျွန်တော်တို့မွန်ပြည်နယ်ကင်းပြည်နယ်တင်းဆိုင်တိုင်းရှမ်းပြည်နယ်ပေါ့လေဒါဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်တည်းကနေစပြီးတော့သူတို့ကဥဥစသွားပြီးတော့ထိုင်းနိုင်ငံမှာရွှေ့ပြောင်းပြီးတော့လောက်ကင်တာဖြစ်ပါတယ်ကျွန်တော်မွန်ပြည်နယ်ကင်းပြည်နယ်တင်းဆိုင်တိုင်းကတိုင်းရင်းသားတွေ တော်တော်များများရွှေ့ပြောင်းသွားတဲ့ခါတော့အရင်တော့ဆိုတအားနဲ့မြေချမ်းလာအဲ့ဒါတစ်ပိုင်းနောက်တစ်ပိုင်းကကျွန်တော်တို့ဒီသူတို့မှာချိန်မဲ့လည်းမဟုတ်ဘူးကိုယ်ပိုင်ရှိတယ်ကိုယ်ပိုင်စိုက်ပျိုးမြေတွေရှိတယ်ဥယျာဉ်ချမ်းမြေတွေရှိတယ်ဒါပေမဲ့ဒီလုပ်ငန်းကြီးကမဖွင့်ပြုံမတိုးတက်ဟိုးအရင်တော့ဆိုတာဝန်ကြီးစဘာတို့ဘာတို့မဖြစ်မနေဟိုနှိပ်ဆက်နေတဲ့ပုံစံမျိုးနဲ့လှုပ်ခဲတဲ့ဟာတွေရှိအဲ့ဒါကြောင့်သူတို့ကမလုံနိုင်တော့မရက်တည်နိုင်တော့ဒီကိုယ်မှာရှိတဲ့ဥယျာဉ်ချမ်းမြေဆိုတဲ့ဟာမျိုးတွေနဲ့ကိုအာမရက်တည်နိုင်တဲ့အခါမျိုး သွားတာဖြစ်တော့ဗောဒီနောက်ပိုင်းမှာကျတော့ဒါကြီးက delay တစ်ခုလိုဖြစ်သွားတယ်မူပြီးလဲကင်းပြီးတင်းဆိုင်တန်းရလူတွေကကျတော့လောက်အခဆိုတာထက်သူတို့ပိုင်ဆိုင်နေတဲ့ဥယင်ချမ်းမြေတွေကနေတစ်ဆင့်စိုက်ပျိုးရေးတွေမွေးမြူရေးတွေဘလို့လောက်ကင်ပြီးတော့မှဒီမှာလဲပတ်နိုင်မလဲသူတို့လုပ်ငန်းရှင်အဖြစ်နဲ့ဘလို့လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာချင်းကပ်လို့ရှိရင်တော့ပို့ပြီးတော့နီးစပ်မယ်လို့ကျွန်တော်ကတော့ဒီထင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ Facebook ကနေမေးလာတဲ့မေးခွန်းတစ်ခုဥဇော့အောင်ကမေးလိုက်တဲ့မေးခွန်းပါညီမကြီးမအနေဆုံးအခွင့် နေဆုံးလစာကိုဘယ်လိုစံပြုတ်ပြီးတော့မှတတ်မှတ်ပါသလဲဆိုတာမျိုးဆရာဖြေနိုင်မယ်ထင်ပါတယ်ကျွန်တော်တို့အနေဆုံးလောက်ခလစာပြသန်းဖို့အတွက်ကျွန်တော်တိုင်းနဲ့ပြည်နယ်အနှံ့မှာကျွန်တော်ဒါကော်မတီတွေဖွဲ့ပြီးပါတယ်နောက်အစည်းအဝေးတွေလုပ်ပါတယ်ပြီးရင်ကျွန်တော်တို့စရင်းလဲတောက်ပါတယ်ဘယ်လောက်ထိတတ်မှတ်တင်လဲဆိုတော့ကျွားရယ်လှုပ်ရှင်ရယ်လှုပ်စမရယ်တုံးတုံးလဲဆွေးနွေးပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ကပြည်နယ်တိုင်းရနေပြီးတော့အနေဆုံးလောက်ခလစာတတ်မှတ်ရေးကော်မတီတွေရှိပါတယ်အဲ့ဒီကနေပြန်ပြီးတော့ တက်လာပါတက်လာတဲ့အခါမှာကျွန်တော်ကဘလောက်တော့တတ်မှတ်တင်လဲဆိုတော့ဘိုးကော်မတီကနေပြီးအစီအွေဆုံးဖြတ်ချက်မှာပါပြီးတော့ကျွန်တော်ကြီးညာပါတယ်အဲဒီမှာကြီးညာတဲ့အခါမှာပြန်ပြီးတော့ကန့်ဝဲလူလူရှိလားမရှိဘူးလားဆိုကြီးညာတဲ့ကြီးညာပြီးတော့မှရှိတဲ့အခါမှာကျွန်တော်ကဘိုးကော်မတီအစီအွေပြန်ခေါ်ပြီးတော့ပြန်ပြီးတော့ကျွန်တော်ကက်ဘိနက်ကိုတင်ပြပြီးမှအဲဒီမှာအတည်ပြုချက်ရပြန်ကျွန်တော်အနေဆုံးလောက်ကလာစားအောင်တတ်မှတ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့3600 3600 3600တတ်မှတ်တတ်မှတ်တယ်ဟုတ်ပါဘူးဒီဥစ္စာတော့ကျွန်တော်တို့တချို့အလုပ်သမားတွေအမေးကြည့်တယ်ဥပမာရန်ကုန်လိုနေရာမျိုးလူနေမှု စရိတ်တွေမြင်မာတဲ့နေရာဆိုမိသားစုတခြားဒီလူမှုရေးအသုံးစိတ်တွေရှိတယ်အဲ့တော့မလောက်ငှဘူးဆိုတော့ပြောတယ်ဒါပုံမှန်အခြေအနေကြည့်ပြီးတော့တိုးသွားမဲ့အစီအစဉ်မျိုးတွေရှိမယ်ဟုတ်ကဲ့ဒီမှာကျွန်တော်ဥပဒေမှာပဲပါပါတယ်ကျွန်တော်အနေအနေဆုံးနှစ်နှစ်တစ်ချိန်ကျွန်တော်ပြုရင်ပြောင်းလဲနိုင်ပါတယ်ဆိုရတာပါပါတယ်အဲ့ဒါလေကျွန်တော်ဒါစဉ်းစားနေပါတယ်ဒါတော့36ဟာပုံမှန်ဆုံးကျွန်တော်ဘလို့တတ်မှန်ရင်ကောင်းမလဲဆိုရတာမှာကျွန်တော်အားလုံးဆွေးနွေးတဲ့ခါမှာအရင်လိုရတယ်တင်မအရှင်းဆုံးနဲ့အလွယ်ကူဆုံး တတ်မှတ်လိုက်ရင်ကောင်းပါလေဆိုတဲ့ခါမှာအဲ့ဒါမျိုးကျွန်တော်တို့တုံ့တော်တတ်မှတ်ခြင်းဖြစ်ပါတယ်ဒီစီးပွားရေးဘူဟာရတွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ပြန်ဆွေးနွေးပါမယ်အခု DBB ကသတင်းပေးပို့ချက်ကိုအရင်ကြည့်အောင်ခင်ဗျမြန်မာနိုင်ငံဟာဒေသတွင်းမှာရွှေ့ပြောင်းလုပ်ကမအရေးအတွက်အများဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်အလုတ်ကန်ခွေလန်ရှားပါလာတာနဲ့အခြေခံလုကလစာနေပါလာတာတွေဟာတခြားနိုင်ငံတွေမှာအလုတ်သွားရောက်လုပ်ကြဖို့အတွက်အဓိကတွန်းအားတွေဖြစ်နေတာပါ2030နောက်ပိုင်း မြန်မာပြည်ရဲ့နိုင်ငံရေးစီးပွားရေးအပြောင်းလဲတွေမြင်တွေ့ရပေမဲ့အလုတ်ကံရရှိဖို့အတွက်နိုင်ငံရဲ့ချာထွက်ခွာသူအရေးအတွက်ဟာရော့ကြမသွားပါဘူးလက်ရှိပြည်တွင်းကအလုတ်သမားတွေရဲ့အနိုင်ဆုံးလိုအပ်ကကို3600ကျပ်အထိတိုးမြင့်သတ်မှတ်ထားပေမဲ့လည်းမြန်မာရွှေ့ပြောင်းအလုတ်သမားတွေအများဆုံးလုတ်ကင်နေကြတဲ့ထိုင်းနိုင်ငံရဲ့အနိုင်ဆုံးလိုအပ်ကနဲ့ရှင်မယ်ဆိုသုံးပုံတစ်ပုံပဲရှိပါတယ်ဒါအပြင်တည်ရိပ်တက်လာနေတဲ့ကုံစည်းနှုံးတွေကြောင့် ဝင်ငွေထွက်ငွေမမျှတမှုဟာအခြေခံလူဒန်းစားတွေရဲ့အကြီးမားဆုံးစိန်ခုံမှုတစ်ရပ်အနေနဲ့ရှိနေတာပါလူထုကောင်းဆောင်ဒုံဆန်းစုကြည်ကိုတိုင်း2012ခုနှစ်မှာအတိုက်ခံကောင်းဆောင်အဖြစ်2015ခုနှစ်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ထိုင်းနိုင်ငံကိုသွားရောက်ပြီးမြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့တွေ့ဆုံခဲ့တာကိုကြည့်ရင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အရေးဟာဘယ်လောက်ထိအရေးကြီးတယ်ဆိုတဲ့အချက်ကိုပေါ်လွင်စေပါတယ်ဒါပေမဲ့လည်းလက်တွေ့အခြေအနေမှာတော့ ပြည်တွင်းကိုပြန်လာပြီးအလုပ်လုပ်ဖို့ဆိုတာမြ мян ဆန်ဆန်ကြီးတော့မဖြစ်နိုင်သေးဘူးလို့လက်တွေ့ကြကြပဲပြောခဲ့ပါတယ်။လက်ရှိအချိန်မြန်မာနိုင်ငံရဲ့စီးပွားရေးဖို့ပြတိုးတက်မှုကဏ္ဍမှာအစိုးရတဲ့ဆောင်ရွက်နေမှုဟာနှီးကွေးနေတယ်လို့တရားဝင်ပြောထားတာကိုကြည့်မယ်ဆိုရင်ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခီးကတော့ဝေးနေအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။